မမေဆွေတို့ကိုကျွန်တော်စာအုပ်ထဲမှာလေးဘလို့မှတ်ထားတယ်မိကုံးဟောင်းတွေဘလို့တတ်ထားတယ်အခုနဲ့ဒိတ်ကလေးတွေတတ်ထားတာလေးတွေကိုစာဖိုင်နေနဲ့မျှဝေပြီးသားပြီပေါ့နော် ဒီမေကွန်အောက်ခုနှစ်တွေကတက်တာကလေကျွန်တော်တို့ကကျွန်တော်ကြတော့ဒီမေကွန်စာအုပ်တွေကိုမေကွန်အောက်စာအုပ်ကိုကြည့်ဖို့အတွက်အချိန်သိမ့်မရှိဘူးမရှိဘူးဆိုတော့ကျွန်တော်ကမှတ်စုကိုအဓိကခြင်နေပေါ့အဲ့ဒီကမှဒီမေကွန်အောက်ထဲမှာပါတဲ့ခုနှစ်တွေကိုမှတ်စုရဲ့ဘေးမှာလိုက်ရေးထားမယ်ဆိုဒီဘုတ်ကမေးလေးမေးတာရှိတယ်အမင်းများတယ်ပုစကဆရာတော့ကြိုက်တယ်ဆိုတာကိုဒါလွယ်လွယ်ကူကူနဲ့သိနိုင်တယ်ပေါ့နော်ပြီးတော့ထူးခြားတဲ့မေကွန်တွေစာအုပ်ထဲမှာတစ်ခါမှတ်စုထဲမှာတစ်ခါတည်းခဲတဲ့နဲ့ထည့်ရင်လိုက်တဲ့အတွက်ကြောင့်မို့လို့မေကွန်အောက်စာအုပ်ကိုသွားပြီးကြည့်စရာမလိုတော့ဘူးပေါ့နော်ဒီလိုမျိုးမှတ်သားလေးရှိပါတယ်ဝိသုဒ္ဓိမင်းနဲ့ပတ်သက်လာလို့ကျွန်တော်စာအုပ်တွေရွေးတယ်နော်ဆရာမကြီးစာအုပ်ကကျွန်တော်စာ စိုက်ကြီးတယ်ပြီးသွားရင်ဘေးနားမှာစာရွက်အလွတ်တွေအလွတ်တွေရှိတယ်ပေါ့နော်ဘေးနားမှာ extra space တွေရှိတဲ့အတွက်ကြောင့်မို့လို့ကိုလိုချင်တဲ့အကြောင်းအရာတွေထည့်မှတ်သားလို့ရတယ်ပေါ့နော်အဲချင်းချင်းလင်းလင်းဖြစ်တဲ့အတွက်ကြောင့်ဝေဒုတ်တိမင်းနဲ့ပတ်သက်လို့ရှိရင်ဒါဆရာမကြီးစာအုပ်ကိုညွှန်ညင်ပါတယ်ပြီးတော့ဆရာမကြီးရဲ့အတန်ဖိုင်းလည်းပြည့်ပြည့်စုံစုံရှိတဲ့အတွက်ကြောင့်မို့လို့ဟိုစာသင်ရတာကောင်းတာပေါ့နော်ဆရာမကြီးနဲ့တခြားစာအုပ်တွေကိုကိုကသုံးမယ်ဆိုလို့ချင်းသူတို့ရဲ့သင်ထားတဲ့ဟာတွေ record တွေချရှားတာခက်တဲ့အတွက်ကြောင့်မို့လို့ဒါအဆင်မပြေဘူးပေါ့နော်အပြင်မှာလည်းဒီဝေဒုတ်တိမင်းနဲ့ပတ်သက်ပြီးသင်တန်းတွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကမြေပြင်မတက်နိုင်ဘူးပေါ့နော် online မှာသင်မယ်ဆို လို့ချင်းလဲတော့ online ကြတော့လဲသူကအချိန်တစ်ခုတတ်မှတ်ထားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအချိန်ကိုလဲမပေးနိုင်ဘူးပေါ့နော်ကိုဟောက်ကို sister တွေအနေနဲ့ဒါလေ့လာရတာဖြစ်တယ် sister တွေအနေနဲ့လေ့လာရမယ်ဆိုလို့ချင်းတော့ဒါဝိတုတိမဲ့နဲ့ပတ်သက်ရင်ဆရာမကြီးရဲ့အတန်ဖိုင်နဲ့ဆရာမကြီးစာအုပ်တွဲပြီးတော့လေ့လာတာကောင်းတယ်ပေါ့နော်ဆရာမကြီးအတန်နဲ့တခြားစာအုပ်နဲ့တွဲကြည့်ရင်လည်းဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူးရှင်ပန်နိဒာစာအုပ်နဲ့သင်တဲ့အတန်ဖိုင်နဲ့ဒီဆရာမကြီးစာအုပ်နဲ့တွဲလို့လဲအဆင်မပြေပြန်မှုစာမတူတဲ့နည်းနည်းပါးပါးကွဲလွဲမှုတွေရှိတယ်ပေါ့နော်ဒွါမီစီတို့ကလေကျွန်တော်ဒီစာအုပ်ကျွန်တော်ရဲ့စာအုပ်ကိုစာလေ့လာတဲ့စာအုပ်ကိုဓာတ်ပုံရိုက်ပြီးတော့စာဖိုင်လေးလုပ်ပြီးတော့ group ထဲကိုပို့ထားပေးတယ်နော်အဲ့ဒီထဲကနေပြီးတော့မေကုံအောင်ခုနှစ် တွေအယောင်ချေပုံချေနီးတွေလိုင်းတားရမယ့်ဟာလေးတွေကိုကျွန်တော်အတိုင်းလိုက်ပြီးတော့မှတ်ပေါ့နော်မှတ်ပြီးသွားတဲ့အခါမှာဒီအတန်ဖိုင်ကိုနားထောင်လို့ချင်းပိုကောင်းပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကအချိန်သေးမရတဲ့အတွက်ကြောင့်မို့လို့အတန်ဖိုင်မှာနည်းနည်းလေးမြန်မြန်လေးပြောသွားတယ်။မမေစီတို့ကမှတ်ပြီးသား ready ဖြစ်မှသာလျှင်ဘာကြောင့်မှတ်တယ်ဆိုတာကိုနားထောင်တဲ့အခါမှာအဆင်ပြေမယ်ပေါ့နော်။ပျော်ရုံးမှလိုက်မှတ်မယ်ဆိုမမေစီတို့ကမိမှာမဟုတ်ပါဘူးနော်။